င်္ဂလာပါရှင်ကျမကတော့ချီချိုဆက်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်မြို့မှာနိုဝင်ဘာလ1ရက်နေ့ညနေပိုင်းကစပြီးအင်တာနက်သုံးရတာအဆင်မပြေတဲ့ပြဿနာကြုံနေရတယ်လို့ကိုရိုင်းကြုံတွေ့နေရသူတွေကပြောပါတယ် Wi-Fi အများစုမှာ line တက်တဲ့မီးစိမ်းအချက်ပြပေမဲ့သုံးမရပဲဖြစ်နေသလို mobile data မှာလည်း line မငိမ့်တာမျိုးတွေဖြစ်နေတာလို့ဆိုပါတယ် Wi-Fi အများစု internet သုံးမရတဲ့ပြဿနာကြုံတွေ့နေရသလို international uplink ချိုးရင်တာကြောင့်လို့ Wi-Fi တက်စင်တဲ့ company တွေက Facebook မှာကြီးညာထားကြပြီး hotline ဖုန်းတွေလည်းစပိတ်ထားတယ်လို့ကိုရိုင်းကြုံရသူတွေကဆိုပါတယ်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တာနက်လိုင်းအသုံးပြုရတာအဆင်မပြေတဲ့ပြဿနာတွေမကြာခဏဖြစ်နေသလိုမြို့နယ်တချို့ကိုအင်တာနက်လိုင်းပိတ်ထားတာတွေရှိနေပါတယ်။ဒါ့အပြင်အနာသိစစ်တပ်က Facebook အပါအဝင် လူမှုကွန်ရက် platform တချို့ကိုတိုက်ရိုက်သုံးပြအောင်ထိ ंछ ုပ်တားဆီးထားပါတယ်ရှင်။ 2015ခုနှစ်ကပြည်သူ့ကော်ရီစုချင်းမြင့်ခတ်ခဲ့ရတဲ့ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကော်ရီစုရှင်တယောက်အဖြစ်မထိုက်တန်ကြောင်းနဲ့သူ့ရဲ့ရည်တည်လှုပ်ဆောင်ချက်တွေအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့နိုဝင်ဘာလတရက်မှာပြည်သူ့ကော်ရီအသင်းကထုတ်ပြန်လိုက်ပါတယ်ပြည်သူ့ကော်ရီစုရှင်ဒေါက်တာနန္ဒဝင်းဟာပြည်သူလူထုကိုဖိနှိပ်နေတဲ့စစ်အုပ်စုရဲ့လုပ်ရက်တွေကိုထောက်ခံအားပေးရည်တည်နေခဲ့ပြီး CDM ဆရာဝန်တွေသူနာပြုတွေ ကျမရေးဝန်ထမ်းတွေကိုပုဂ္ဂလိကစီုံတွေမှာဝန်ထမ်းအဖြစ်ခန့်အပ်တာတွေမလုပ်ဖို့အခွင့်အာဏာသုံးပြုမှုဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလောက်ဆောင်ချက်ဟာပြည်သူ့ကိုယ်ရေးအသေးရဲ့စုရွေးချယ်ရေးဆိုင်ရာမူဝါဒတရားဖြစ်တဲ့နိုင်ငံသားများနှင့်လူပေါင်းလောကအတွက်စံပြဖြစ်မှုအရေးချင်းကနေသွေးဖယ်နေခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ဒေါက်တာနန္ဒဝင်းနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုပြည်သူ့ကိုယ်ရေးအသင်းအင်တာနက်ဆမ်မနာကနေဖေရှားခဲ့တယ်လို့လည်းပြည်သူ့ကိုယ်ရေးအသင်းကဆိုပါတယ်ဒေါက်တာနန္ဒဝင်းဟာ2015ခုနှစ်ကတာဝန်ကျရာအင်ကပူမြို့နယ်မှာစင်ရနွယ်ပသူတွေကိုစိုက်ကားနဲ့ထမင်းဟင်းတွေလှဲ့လေရောင်းချပေးတဲ့တံမိုးသိညစာအစီအစဉ်ကိုတီထောင်သူအဖြစ်လူသိများခဲ့သူဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်ငွေတော်ကြီးကိုရက်ကွက်မှာရှိတဲ့နေအလုံး300ကျော်ကို အော်တိုဘာလ30ရက်ကစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကဘူဒိုဇာနဲ့ထိုးဖျက်ခဲ့တာကြောင့်ဒေသခံပြည်သူတွေနေထိုင်စရာအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်မျက်သစင်ပေးပို့ထားပါတယ်ရှင်မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်ငွေတော်ကြီးကုန်းရက်ကွက်ကနေအိမ်အလုံး300ကျော်ကိုစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ဘူဒိုဇာနဲ့ထိုးဖြတ်ခဲ့သလိုဒီလိုထိုးဖြတ်နေတော့ဓက်ပုံရိုက်ခဲ့တဲ့သူတွေကိုလည်းရိုင်းနဲ့ဖမ်းဆီးခံရတာတွေရှိတယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်။ကြောင်းတက်နေတဲ့ကလေးငယ်တွေနဲ့ကျန်းမာရေးမကောင်းတဲ့တက်ကြီးရွယ်တွေရှိတာကြောင့်ခိတ္တဆိုင်ငံ့ပေးဖို့မန္တလေးတိုင်းတာဝန်ရှိသူတွေကိုစတင်ခဲ့ပေမဲ့စစ်တပ်နဲ့စီပင်တွေကအောက်တိုဘာလ30ရက်နေ့ကစပြီးဘူဒိုဇာနဲ့ထိုးဖြတ်ခဲ့တာလို့အင်ဖြတ်ခံရသူကပြောပါတယ်။သူရဲ့ပြောကြားချက်ကိုတော့လုံခြုံရေးအခြေအနေအရ DVB သတင်းတောက်တယောက်ကအတန်းစားထိုးဖတ်ကြားပေးထားပါတယ်။ကြောင်တက်နေတဲ့ကလေးရောကျမရေမကောင်းတဲ့သူတွေရောရှိလို့အင်ရှာဖို့တလားနလားလားစောင့်ပေးပါဆိုတိုင်းဆိုရကိုစတင်နေစစ်တပ်ကလက်မခံဘူးတိအိမ်ဆိုလူအင်အားနဲ့ဖြတ်တယ်တိုင်းအိမ်ဆိုဘူဒိုဇာနဲ့ထိုးတယ်သူတို့ဖြတ်နေတဲ့မြင်ကွင်းကိုကြည့်ပြီးရင်ထဲမှာဘလောင်ဆူလဲမျက်ရည်လဲကျတယ်အင်တလုံးဖြစ်ဖို့၁၀နှစ်လောက်ကြိုးစားခဲ့ရတာစစ်တပ်ကဒုက္ခပေးလိုက်တာအိမ်ပိုင်ဘဝကနေအုံးမဲ့အိမ်မဲ့ဘဝနဲ့လမ်းပေးရောက်သွားတယ် 2024ခုနှစ်စက်တင်ဘာလကငွေတော်ကြီကုန်းရောက်ွက်ကိုမန္တလေးကလုပ်ငန်းရှင်တထေးတယောက်ရောက်လာပြီးဒီဇင်ဘာလကုန်ပိုင်းမှာနေရင်ဖြတ်ဖို့မြို့နယ်စီပင်ကစတင်လှုပ်ဆောင်ခဲ့တာလို့လဲရက်ွက်တွင်နေထိုင်သူတွေကဆိုပါတယ်။ငွေတော်ကြီကုန်းရက်ွက်အကွက်အမှတ်156ကကြီး156ခါခွေနဲ့916ကကြီးမှာနေထိုင်တဲ့အင်ဂျီ300ကျော်ကိုအော်တိုဘာလ9ရက်နောက်ဆုံးထဖြတ်ဖို့အုပ်ချုပ်ရေးအဖွဲ့တွေကစာပို့ခဲ့တာပါ။ ပြည်ကြီးတကောမြို့နယ်စီပင်က2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးငွေတော်ကြီကုန်းရက်ွက်မှာရှိတဲ့နေရင်အလုံး300ကျော်ကိုကျူးကျော်နေထိုင်သူတွေလို့သတ်မှတ်ပြီးဖျက်ပြီးပြောင်းပေးဖို့အောက်တိုဘာ1ရက်အထိနိုတစ်စာ3ချိန်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုနိုတစ်စာတစ်ခါပေးပြီးတိုင်းမှာရက်ွက်သူရက်ွက်သားတွေဟာတိုင်ကိုအ ਨੇ ဆုံး4000တုံးမို့5000လောက်စုပေးလိုက်ကြတဲ့အခါဖျက်မဲဆိုတဲ့စာရီလာမကတ်တော့တာမျိုးရှိခဲ့တယ်လို့ ိမ်ဖြတ်ခံရသူရဲ့အတိမိတ်ဆွေတယောက်ဖြစ်တဲ့ကိုဇွဲအမိလွဲကဆိုပါတယ်။ဟိုဘောနော်အခေပေးရမယ်ဆိုပြီးတော့စာရီလိုက်ဝေးတယ်ဘောနော်။ you know လိုက်ဝေးတော့သူတို့လွေဝေးပြီးဝေးလို့ရှိရင်ဟိုတော့ငါတော့2024ရေဘောနော်၃ချိန်ပေါ့အဲ့ပြီးကြတဲ့အဲ့ရက်တည်းမှာ၃ချိန်ဝေးတယ်ဘောနော်။အဲ့တစ်ခါဝေးပြီးလိုက်ဝေးပြီးလိုက်မှာသူတို့ကဟိုဟာပတ်သက်ပတ်သက်သူ့ပေးရတာဘောနော်။အဲ့ရုပ်ကလူကြီးကတင်ငါးဆောင်အင်္ဂါတော့မနေ့တော့မ၄တော့၅တော့အဲ့ဒါကျတော့ပတ်သက်ချင်းချီလို့ပေါ့နော်အဲ့လိုမျိုးစုပြီးတော့သူက သူ့ပေးရတာသူ့ပေးလဲလို့ချင်းသူကအဲ့ဖြတ်မယ်ဆိုရယ်စာမကတ်တော့ဘူးဟိုပြီးခဲ့နေကြတယ်အခုနောက်ပိုင်းကကျတော့အခုနှစ်ကကျတော့သူကအဲ့လိုစာပေးတဲ့ချိန်မှာစာလာကတ်လို့ကတ်တော့ဟိုအဲ့လိုသူတို့ပတ်သက်မပြီးတော့ဘူးသူတို့စာလာကတ်တာဟိုအဲ့အဲ့ရကကတူရမပြီးတော့မပြီးတော့အဆုံးဟိုမှာဟိုမပြီးတော့ကျမှဥဒမျိုးလာဖြတ်တဲ့ပုံစံမျိုးကဝေတော်ကြည်ကုန်းရက်ကွက်မှာရှိတဲ့နေရင်တွေအပြင်ဇီရီတွေနဲ့ဖုန်းတော်ကြီးတင်စာတင်ကြောင်းတွေလည်းဖြည့်ဆည်းခံခဲ့ရတယ်လို့ ရက်ွက်တွင်နေထိုင်သူတွေကဆိုပါတယ်အိမ်ဖြတ်ခံရသူတွေဟာငွေတော်ကြီးကုန်းရက်ွက်မှာနှစ်30ကျော်ကြာနေထိုင်သူတွေလည်းရှိကြသလိုစကိုင်းကနေစစ်ဆောင်ခဲ့ကြတဲ့နန်းစီဒီယံဝန်ထမ်းတွေဟာအဲ့ဒီရက်ွက်ထဲမြေကွက်ဝယ်ပြီးလာရောက်နေထိုင်နေကြတာတွေလည်းရှိကြပါတယ်အိမ်ဖြတ်ခံရသူတချို့ဟာနေထိုင်မှုအခက်အခဲတွေကိုတော့ငွေတော်ကြီးကုန်းရက်ွက်ထဲကအိမ်ဖြတ်မခံရတဲ့တခြားအပိုင်းတွေမှာရှိတဲ့ဖုံးကြီးကျောင်းတွေမှာယာယီခိုလုံနေကြရပြီး တချို့ကတော့တခြားရက်ကွက်တွေမှာအမြန်တော့ရောက်ငှားရနေထိုင်ကြရတယ်လို့အိမ်ငှားရနိုင်ခြင်းမရှိသူတချို့ကတော့လမ်းပေါ်မှာပဲနေနေကြရတဲ့အခြေအနေတွေလည်းရှိတယ်လို့သိရပါဗျ။2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစေအုပ်စုဟာရန်ကုန်နဲ့မန္တလေးကနေရာတချို့မှာကျူးကျော်ဆိုပြီးအင်အားသုံးဖယ်ရှားရှင်းလင်းတာတွေကိုလှုပ်ဆောင်ခဲ့ကြပါဗျ။ဒါပေမဲ့အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေကိုပြန်လည်နေရာချထားပြီးအစီအစဉ်တွေနဲ့ ရောကြီးငွေပေးရတဲ့အစီအစဉ်ကိုတော့လက်ရှိအချိန်ထိသုံးတရားထုတ်ပြန်ထားခြင်းမရှိပါဘူး။ကျမမြတ်သစင်ပါရှင်။ GPB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချူဆမ်းပါရှင်